ဩစတြေးလျစစ်တပ်ဟာ Gospel Lin တို့တစီ drone 6စီးကိုဩစတြေးလျဒေါ်လာတန်း1400အမေရိကန်ဒေါ်လာတန်း930နဲ့ဝယ်ယူဖို့စာချုပ်ချုပ်လိုက်ပါပြီ။ဒီ drone ဟာဩစတြေးလျရဲ့ပြည်တွင်းဖြစ်လက်နက်ဖြစ်ပါတယ်။နှစ်ပေါင်း90ကျော်အတွင်းပြည်တွင်းမှာကိုယ်တိုင်ဒီဇိုင်းဆွဲတီထွင်ထုတ်လုပ်တဲ့စစ်လေယာဉ်ဖြစ်ပါတယ်။ဒီ drone ဟာ Lin တို့တစီလို့ဆိုတဲ့အတိုင်းနာမည်နဲ့တင် ကြောက်စရာကောင်းနေပါတယ်။ သူ့မှာအမေရိကန်ထုတ်အစင်းမြင့်တာဝေးဝေဟင်မှဝေဟင်ပြစ်ဒုံးကြည် AIN 120ရီတက်စင်မှာဖြစ်တဲ့အတွက်တကယ်လဲကြောက်စရာကောင်းပါတယ်။ဒီ drone ဟာကိုရန်တော် drone မျိုးစားဖြစ်ပါတယ်။လူလိုက်ပါတဲ့တိုက်လေရင်တွေတခြားစစ်လေရင်တွေနဲ့ရင်ပေါင်နှမ်းပြန်တန်းပြီးလိုက်ပါဆောက်ရှောက်ပေးမဲ့ drone ဖြစ်ပါတယ်။ဒီလိုမျိုးတိုက်လေရင်နဲ့ drone ပူးရဲပြန်တန်းတိုက်ပွဲဝင်မယ်ဆိုတာဟာအခုခေတ်မှာပေါ်ပေါက်လာတဲ့စစ်ရေးနည်းပြူဟာအစ်စ်အစမ်းဖြစ်ပါတယ်။ မေရိကန်ကလည်းအဲ့ဒီလို ကိုရန်တော် drone တွေ သုံးဖို့စူးစမ်းနေတာရှိပါတယ်။အခုဩစတြေးလျရဲ့လင်းတို့တစီ drone ကနည်းနည်းလေးတော့ဈေးကြီးပါတယ်။6စီးအတွက်အမေရိကန်ဒေါ်လာတန်း930ဆိုတော့တစီးကိုတန်း150ကျော်ကုန်ကြပါတယ်။ဒါပေမဲ့သူက ကီလိုမီတာ3000ခုနေရာအထိပြန်တန်းတိုက်ပွဲဝင်နိုင်ပါတယ်။ ကိုရဲဒီဇိုင်းရရန်သူရည်တာမှာမပေါ်တဲ့ကိုပြောက်စွမ်းရည်လဲပိုင်ဆိုင်မယ်လို့ယူဆရပါတယ်။ဩစတြေးလျဟာတရုတ်နဲ့နည်းနည်းအလန်းဝေးပေမဲ့တရုတ်ရဲ့စစ်အင်အားအလင်းမြေအင်အားကြီးထွားလာတာကိုခိတ်လန့်နေပါတယ်။ဩစတြေးလျဟာအမေရိကန်ရဲ့မဟာမိတ်ဖြစ်တာကြောင့်အမေရိကန်နဲ့တရုတ်စစ်ဖြစ်ရင် သူပါဝင်တိုက်ပေးရမယ်သဘောရှိနေပါတယ်။ဒါကြောင့်လဲဩစတြေးလျကစစ်အင်အားကိုအလေးထားတိုးချဲ့နေတာမြင်ရပါတယ်။ ဩစတြေးလျဟာအမေရိကန် UK တရုတ်ရဲ့အကူအညီနဲ့နျူကလ িয়ার စွမ်းအင်သုံးရေငုပ်သင်္ဘောတွေပိုင်ဆိုင်ဖို့လည်းစူးစမ်းနေပါဗျ။မင်္ဂလာပါရှင်။ဒါကတော့ Women International ရဲ့တင်ဆက်မှုဖြစ်ပါတယ်။ကျမကလင်းရှုံးလစ်လီ ဖြစ်ပါတယ်။ပရိသတ်များအားလုံးဘေးပရာဝေးကွာစမ်းမချမ်းသာကြပါစေရှင်။